မင်္ဂလာပါရှင်။အေးချမ်းမြမ channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူညံတဲ့ရှောင်စင်ရေးသားထိုင်ဖို့ထုနေမင်းစားဘယင်နာတွန်းဆိုတဲ့ဇာတ်လမ်းလေးကို အစအဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးမစတဲ့ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ ကျဲထားတဲ့ငရုတ်မျိုးစေးကငရုတ်ပင်တွေတော်တော်တောင်ရှိလာပြီဗျ။တော်တော်လေငရုတ်ဆိုင်ဖို့လဲခွက်ကိုအိမ်ကနွားတရှင်နဲ့ထုံးရတာပေါ့ဗျာ။ရေသားတွေကိုညံ့နေအောင်ထုံးပြီးလဲခွက်ထဲကိုကောက်ရိုးတွေလိုက်ဖြန့်ရတယ်။ကောက်ရိုးဖြန့်ပြီးတော့ဘောင်ခွဲရပေါ့ဗျာ။ဘောင်ခွဲတဲ့ဆိုတာကဖြန့်ထားတဲ့ကောက်ရိုးကိုလက်နဲ့ထွာစားလောက်ခွဲပြီးထားတာကိုပြောတာဗျာ။အဲ့လိုဘောင်တွေအများကြီးခွဲရတာပေါ့ဗျာ။ခွဲလို့ပြောင်ဖြစ်သွားတဲ့မြေသားကတော့လမ်းလျှောက်လို့ရှာတယ်။ ရေသွင်းနေတဲ့အရိကနေသွင်းရတာပေါ့လက်နှစ်ထွာစားတော့ဖြစ်သွားတဲ့မြေသားရဲ့အပေါ်ကကောက်ရိုးမှာတော့ငရုတ်ပင်တွေကိုစိုက်ရတယ်ဗျငရုတ်ပင်မျိုးစေ့တွေကိုကြတော့ဘောင်ကြီးကြီးတစ်ခုလုတ်ပြီးကျဲထားတာကျောက်ကမနေ့တိုင်းရေတွေသွားလောင်းနေရတယ်ဗျငရုတ်ပင်တွေရှည်လာပြီးစိုက်ဖို့အနေတော်လောက်ရောက်မှလက်ထဲမှာပြန်စိုက်ရတာဗျအခုလေငရုတ်တွေကစိုက်လို့ရတဲ့အနေထားမှာရောက်နေပြီမလို့ကျောက်တဲ့ကျောက်ပဲလေလဲခွင်းတဲ့ကိုရေးတင်းနေရဲ့ဗျ ရေနဲ့ထိမှမြေသားတွေဟာဆိုပြီးငရုတ်ကိုလက်နဲ့ထိုးဆိုင်လို့အဆင်ပြေမှာပေါ့ဗျာမဟုတ်ရင်မြေကြီးအမားတွေကို ထိုးထဲလို့လက်တွေကျိုးကုန်မှာပေါ့အခုလက်ထဲရေတင်ပြီးလို့ငရုတ်တွေလည်းစိုက်ပြီးကုန်ပြီအိမ်မလည်းအလုပ်တခုပါသွားတာပေါ့ဗျာကျောက်တို့တောင်သူလေသမားတွေကတော့အလုပ်ပါတဲ့အချိန်ကခက်ရှားရှားရဲ့ကျောက်ဖေနဲ့အမေတို့ကလည်းကျောက်တို့လက်ထဲငရုတ်ဆိုက်ပြီးတရပိုင်းနားနေရဲ့ဗျငရုတ်တွေကစိုက်ခါစားမို့ရေတင်ဖို့တော့မလိုသေးဘူး အနိဗ္ဗာန်မှာကတော့စပားတွေရကျဲထားပြီးပြီအနိဗ္ဗဲဆိုတာကတုံဆိုးရွာနဲ့နေရဲ့နေရာလေးဗျာအရှင်ကဥစ္စာဆောင်တွေရှိရဲ့လို့ပြောကြတယ်ကိုကိုကုံရှိရဲ့ဘက်ပေါ်ဗျာကိုမြတ်မင်းကိုကျောင်းနဲ့ဘိုးတေနဲ့သွားပြီးကြရတာလေးဗျာအဲ့ဒီဘက်ကလေခွင်းတွေကညာဘက်မြောင်းလေးရှင်ဝင်လာတဲ့အချိန်မှာစပားကင်းလေးကိုရှင်တွေသွင်းပြရတယ်အဲ့ဒီခါကျဂယုစိတ်သွားတာပေါ့ညာဘက်ကြီးအစိတ်ရှိတဲ့တရက်ဝါးတွေအန်ရည်ကလည်းရှိသေးတယ်မလားဟိုးရင်တော့ကဆိုရင် ျုပ်တို့ကြေးရွာဘက်ကကျမ်းမာရေးအသည့်တွေကမဖွင့်ပြောကြအောင်လေဗျာအဲ့ဒါကြောင့်ကျုပ်တို့တော်ရွာဘက်တွေမှာကပိုးထရင်အသက်ဆုံးရှုံးကြတာများတယ်ဒါမှအခုနောက်ပိုင်းတော့လူတွေကကျမ်းမာရေးအသည့်ဖွင့်ပြောလာကြပြီကျုပ်တို့ရွာမှာလည်းကြေးရွာစည်းကမ်းလေးရှိရောကျမ်းမာရေးမှုကြီးကကျမ်းမာရေးဆိုင်ရာဘဝတုတ္တဟောပြောခွဲတွေလှုပ်ပေးရဗျကျုပ်ကတော့လောကီပညာရက်တွေစိတ်ဝင်စားတဲ့ကောင်းဆိုတော့ရိုးရိုးမွေအကြောင်းမဟုတ်ပဲတိုက်မွေတို့အကြောင်းကိုပဲစုံစမ်းနေရဗျာ ။တနေ့ဓမင်းစားပြီလို့အိမ်မှာနားနေရော။ကျောက်ကအဖေနဲ့မျိုးမေးသေးရဲ့။အမေတို့တိုင်းမွေကြောင့်သိလား။တုံရောကြုံမှုကြလား။ကျောက်ကအဲ့လိုမေးလိုက်တဲ့ကအဖေကပြောတယ်။တိုင်းမွေအကြောင်းဆိုလို့မင်းအမေတော့ကြုံမှုမပူတော့မသိဖို့တူရဲ့။ငါတော့ကြုံမှုတယ်ကွာ။အပိုင်ကြုံဖို့ရင်ကျွန်တော်ပြပြပါအောင်ဗျ။အေးဟောအရင်တော့ငါတို့ရွာရဲ့ရွာလေးပိုင်းမှာဖိုးကလားဆိုတာရှိရဲ့ကွာ။ဖိုးကလားဆိုတာ တန်ကလာရဲ့အဖိုးလို့ပြောတာလားအပဟုတ်တယ်တန်ကလာရဲ့အဖိုးလေကွာဖိုးကလာကငွေစိတ်တွေကူးပေးနေရမှာဆရာတဲ့စုပဲကွာငွေကြိုက်ခံလို့ပါတော့သူ့စီကိုသာသွားအသက်သာပါလာပါစေသူကငွေစိတ်ပြောင်းကူးပေးနိုင်တယ်အဲ့ဒီတော့ကမင်းအမေနဲ့ငါနဲ့ရအိမ်တော်မကြတဲ့ဖိုးတို့ရငါတို့တွေလူငယ်အရွယ်ပေါ့ကွာတနေ့ငါရဲ့ညီမင်းဦးလေးဖိုးရွှေတယောက်လဲတဲ့တိုင်းနဲ့ပို့ထီလာခဲ့ရောဖိုးရွှေအောင်ငွေကြိုက်ခံရရခြင်း သူ့ရဲ့အင်ဂျင်စာကိုဖျက်ပြီးဒူးကောင်နားမှာတင်းနေအောင်ခြေထားလိုက်တယ်။ပြီးတော့အင်ကိုရှောင်ပြန်လာတယ်ကွ။အင်ရောက်တော့သူ့ကိုဘိုးကောင်ထိချောင်ပြောတော့ငါလည်းမင်းဦးလေးဖိုးရွှေကိုထမ်းပြီးဖိုးကလားစီကိုတွားပေါ့ကွာ။ငါတို့ဘိုးကလားအင်ရောက်တော့ဘိုးကလားကဝါနီထုံးနေရဲ့ကွ။ဘိုးကလားငါတို့ကိုမြင်တော့ထွညုံဘလို့ဖြစ်လာတာတော့။ကြောင်ကြီးဖိုးရွှေတော်ရဲသွားတာပိုးထိလာခဲ့လို့ဗျ။ဘိုးကလားကငါ့အောင်ပြီးတော့ငါလည်းဖြေလိုက်တာပေါ့။ မင်းဦးလေးဖိုးရွှေကနှကန်းတွေရောတစ်ကိုယ်လုံးပြနေပြီမျက်လုံးတွေကလည်းမဖွင့်နိုင်တော့ဘူးကဲကဲကဲဖိုးရွှေကိုဒီကုပစ်ပေါ်တန်းလိုက်ငါလည်းဖိုးရွှေကိုကုပစ်ပေါ်တန်းလိုက်တာပေါ့ဖိုးကလာကကုပစ်ပေါ်လန်းနေရဲ့ဖိုးရွှေရဲ့ခြေောက်ကိုကြိတ်လိုက်တယ်ကွာပြီးတော့ငါ့ကိုငါပြောရတဲ့ရဲ့တုတ်ခံလိုက်တယ်သူကတော့အိမ်ပေါ်ကသူ့လွယ်ကိုတက်ယူတယ်ငါလည်းငါပြောရဲ့သွားခုတ်ပြီးရလာတဲ့ငါပြောရဲ့ကိုဖိုးကလာကိုပြလိုက်တယ်ဖိုးကလာအဲ့ဒီငါပြောရဲ့ကိုဖိုးရွှေရဲ့ခြေောက်အောင်မှာထားလိုက်တယ် ပြီးတော့လွဲထဲကအင်းလက်ကင်ဘောကတခုထုတ်ပြီးဖိုးရွှေရဲ့နဖိုးပေါ်တင်ထားလိုက်တယ်။နှောက်ကလည်းမန်တန်ကိုရွတ်နေရဲကွာ။ဘိုးကလာဖိုးရွှေရဲ့ခေါင်းကနေပြီးလက်နဲ့တတ်ချနေရဲ။ဒါပေမဲ့ဖိုးရွှေကအစိတ်ကြမလာဘူးကွာ။ဘိုးကလာလည်းငောက်ကြည့်ပြီးဒီကြိုက်တဲ့မွေဟာရိုးရိုးမွေမဟုတ်ဘူးထွန်းညုံ။တိုင်းဝေဖြစ်မယ်တဲ့ကွာ။ဒါပေမဲ့ငါးစီရောက်လာမှာတော့တက်တာစီရပါမယ်ကွာ။ဘိုးကလာကပြောပြီးလွဲထဲကပလင်းတဲတဲလေးတလုံးကို ထုတ်လိုက်တယ်။ပြီးတော့ပလင်းထဲကဆေးကို သူ့လက်ညိုးပေါ်သုံးဆက်လောက်ချလိုက်တယ်။ပြီးတော့လက်ညိုးနဲ့ဖိုးရှည်ခြေတော့ကမွေဆွေတန်ရာနဲ့နေရာတစ်ပိုက်ကိုဝါခွင်းခွင်းလိုက်တယ်။ပြီးတော့မှမန်တက်ကိုဆက်ရော့ပြီးခေါင်းကနေတက်ချနေပြန်တယ်ဗျ။ဒီတခါတော့ဖိုးရှည်ခြေတော့ကမွေဆွေရှာကနေသွေးမမဲတွေထွက်လာတယ်။သွေးမဲတွေကအောက်ကခံထားတဲ့ငပြောရွက်ပေါ်ကိုဆေးကြနေရဲ့။တောင်းလာကြတော့သွေးမဲတွေထွက်နေရရက်သွားတယ်။ဖိုးရွှေရဲ့မျက်နှာလေသွေးရောင်ပြတ်သန်းလာ၏ကွာဖိုးရွှေလည်းတတိပြန်လာခဲ့တယ် ဘိုးကလာငပြောရက်ကိုမြင်းမြုပ်လိုက်တယ်ကွာငေါလေနောင်လေးမှာဘိုးကလာကိုပတ်စံနဲ့မုံနဲ့တွားပြီးတော့ကတော့လိုက်ကြတယ်မင်းအုံးလေးဖိုးရွှေကိုလည်းဘသူကတိုက်မွေနဲ့တိုက်လှုပ်လဲမေ့ကြည့်ရောဘိုးကလာမပြောပြဘူးကွာအခုအဖေတို့ပြောနေရဲ့တန်ကလာရဲ့အဖိုးဘိုးကလာဆိုတာကကျုပ်တို့အရှယ်ရောက်လာတော့ဆုံးသွားပြီဗျာဒါကြောင့်အဖေပြောပြတဲ့အကြောင်းကိုကျုပ်တေချာနားထောင်နေရအဖေပြောတာကိုနားထောင်ပြီးကျုပ်ကဘိုးကလာထုတ်တဲ့ဆေးပရင်လေးကဆရာဘာစီလဲအပိုင်တင်တာ ဘုကလာပြောတာကတော့ရသိအန်ကယ်ဆေးလို့ပြောရပဲကွာဖို့တူရဒေစီယာပယောဂါကြောင့်ဖြစ်တဲ့အဆိပ်မျိုးတွေကိုနိုင်နေတဲ့ဥပမာတိုက်မွေတို့ပဒုံးတို့ပြားတို့အဲ့လိုမျိုးဆုံးလက်ရုံကဝေလက်ရုံရဲ့အဆိပ်မိသွားရင်ဒီဆေးကိုအနာတဝိုက်မှာဝါကွင်းလိုက်ရင်အဆိပ်တက်ပြီးတော့ဖြည်းဖြည်းပျောက်တယ်တဲ့အခုဘုကလာလည်းမရှိရောက်နောက်ပိုင်းဒီလိုပယောဂါနဲ့ပတ်သက်တဲ့အဆိပ်မျိုးတွေကိုခိုးနိုင်တယ်လို့ငါတော့တောင်မှမတွေ့သေးဘူးဒါကြောင့်အခုခေတ်မှာဒီလိုမျိုးကိစ္စတွေပြန်ကြုံလာခဲ့ရင်လည်း အသက်တွေပဲဆုံးရှုံးကြမှာကိုငါတော့မြင်အောင်သိရဲ့အဖေကပြောရင်ဘိုးကလာကိုတတိယသားပေါ့မေဘိုးကလာသာအခုချိန်ရှိနေသေးရင်ကျုပ်တော်ဘိုးကလာစီမှာပဲအချိန်ပြည့်ရှိနေမှာဗျကျုပ်ကဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားတာခမရတို့အသိပဲလေဒီနေ့လဲကျုပ်အားလို့နားနေရုံမှာအဖေပြောပြခဲ့တဲ့ဘိုးကလာနဲ့မွေရီအကြောင်းစဉ်းစားခံဖွင့်နေတာပေါ့ဗျာအဖေနဲ့မေရတော့ဒီနေ့ရွာလေးကိုသွားတယ်ဗျဘယ်အိမ်ကိုအလဲသွားတယ်တော့ကျုပ်လည်းမသိပါဘူးဗျာကိုကြီးဖို့တူရဲ့ ။ကိုကြီးဖို့တို့ဟောကျောက်စင်းသားကန်ဖွင့်နေတော့တန်ကလာတယောက်ရောက်ချလာတယ်။လက်ထဲမှာလည်းပကံတလုံးနေပြ။ဟေးတန်ကလာလက်ထဲမှာလည်းပကံသေးနေပါလား။ဘာရီတော့ကွာ။အိမ်မှာမုံကျက်သက်လုံးလို့ကိုကြီးဖို့တို့ရေးအဲ့လာပို့တာ။အော်အေးအေးတန်ကလာပေးပေး။ကျောက်လက်တန်ကလာလက်ထဲကပကံကိုရှုပ်ပြီးအောင်မောင်ကိုအင်ကားပကံလေးကိုလှည့်ထည့်လိုက်တယ်။ပြီးတော့ပကံဆေးလိုက်ပြီးပြန်ပေးလိုက်တယ်။တန်ကလာမိရချက်ချင်းပြန်တော့မလို့လားကွာ။ ပြန်တော့မယ်လေကိုကြီးဖို့တို့ရဲ့ညကြရင်ကျောင်းစုရမှာဇက်ဝဲရှိရလေဗျာအဲ့ဒါဟိုကောင်နေနဲ့ဒီညသွားမလို့ဗျပြင်ဆင်ကြရှာပြင်ဆင်ပြီးတော့ဆွေးနွေးကြရှာဆွေးနွေးရှာအောင်ပါဗျအမေမင်းတို့ကစကကြီးစကကြံနဲ့ဘာတွေဆွေးနွေးတိုင်မရမှာလဲကွာကိုကြီးဖို့တို့ကလည်းဗျာကျုပ်တို့တွေပွဲကိုဘယ်ချိန်သွားမယ်ဘယ်ချိန်ပြန်လာမယ်ဆိုတာတွေကိုကြိုပြီးတော့တိုင်မရတာပေါ့ဗျာမဟုတ်ရင်ဟိုလူဆောင်ရတေလူဆောင်ရနဲ့နောက်ကြကုန်ရောအေးပါ မင်းတို့ကဇက်ဝဲကြည့်မဲ့ကောင်နေမဟုတ်ဘူးကောင်မလေးဘေကိုလိုက်ပြီးတော့ဖုန်ကြောင်နေမဲ့ကောင်လေးကြောင်စုရကိုသွားတာကြည့်သွားနော်သူတို့စိတ်နဲ့တို့ရကလူပြီးစိတ်ကတူတာမဟုတ်ဘူးရံတွေလည်းမဖြစ်ကြနဲ့အောင်ကျုံတဲ့တန်ကလာကိုတတိပေးစကားပြောပြီးတော့တန်ကလာလေးပြန်သွားတယ်ကျုပ်ကတော့ကြောင်စုရအကြောင်းကိုဆက်တွင်းနေမိရဲ့ကြောင်စုရလည်းရွာကြီးတိပါပဲဗျအဲ့ဒီရွာမှာကကရင်ပမာဟိန္ဒူမွတ်စလင်လူမျိုးစုံနေကြတယ်ပြီးတော့ပညာတွေလည်းရှိရဲ့တဲ့ကျုပ်တို့ငငယ်တော့က အမေတို့ကကျောင်းစုရွာမှာမကောင်းတဲ့အတတ်ပညာတွေတက်တဲ့လူတွေရှိလို့အဲ့ဒီရွာကိုတိတ်မလွတ်ဘူး။ကျတို့ကလည်းကလေးပဲဆိုတော့သွားလဲပါဖြစ်လေဗျာ။အမေတို့ကအရန်ထုတ်ကျဲတယ်ပြောတာပေါ့။အဲ့ဒီမှာအမေကဖြစ်ပျက်တဲ့ကိုပြောပြတယ်။ကျောင်းအမေပြောပြတာကတော့သူတို့ငငယ်တုန်းကဆိုရင်ကျောင်းစုရွာမှာကအောင်လန်းစရာကြီးပဲပညာသည်တွေကပေါ့ပေါ့ထင်ထင်ပဲနေထိုင်ကြတယ်။ပြီးရင်အစီအရင်တွေကိုလည်းအခကြေးငွေရှုပ်ပြီးလောက်ကြတာတဲ့။အမေတို့ရဲ့ကျောင်းနေပဲတငယ်ချင်းဒေါ်စင်စွာရှိရဲ့ဗျာ။ ဒေါ်စင်ဟာအမေတို့တငယ်ချင်းအဖွဲ့ထဲမှာအလှဆုံးနဲ့တနေ့ကျတော့မောင်ငွေတိုးဆွေကောင်းလေးတယောက်ကဒေါ်စင်ကိုချေးလာဆိုရဲတဲ့အဲ့ဒီမှာဒေါ်စင်ဟာညှင်းလိုက်တယ်ညင်းတော့မောင်ငွေတိုးကလူသားတွေဆွဲလိုက်ရင်လာလှုပ်ရောတဲ့အဲ့ဒီမှာဒေါ်စင်ကမောင်ငွေတိုးကိုပားရိတ်ချလိုက်တယ်တဲ့အဲ့ဒါကိုမောင်ငွေတိုးကမကျေနပ်လို့ကျော်စုရကအောင်လန်းဆရာကြီးဦးဝေးစီမှာဒေါ်စင်ကိုယူအောင်လုပ်ဖို့အစီရင်သွားရတယ်တဲ့အဲ့ဒီဆရာကြီးကလည်းလက်ခံလိုက်တယ်အဲ့ဒီချိန်တုန်းကမိုးရင်းဆိုတော့တရွာနဲ့တရွာတိမ်နဲ့တိမ်သွားရင် လေကိုပဲအသုံးပြုကြတာဗျ။တနေ့တော်စင်တရားဥပုံနေမို့ဖုံးကြီးเจ้าကိုစွန်းတိုင်းပို့ပြီးလေလော်ပြန်လာတဲ့အချိန်ဘေးနားကိုအောင်လန်းဆရာကြီးအိုးရဲ့လေရဘေးနားကိုရောက်လာတယ်။ပြီးတော့အဝေးကဟေ့ဆိုပြီးတော်စင်ကိုလှမ်းအော်ပြီးချောင်းထဲကရှင်နဲ့လှမ်းပစ်လိုက်တယ်။အိုးရဲ့ပစ်လိုက်တဲ့ရှင်ဘေးကတော်စင်ရဲ့ခန္ဓာကိုယ်ကိုထိသွားနေတပြိုင်နက်တော်စင်တယောက်ပုံမှန်အသေးစိတ်မရှိတော့ပဲရွတ်တူသွားခဲ့ရတယ်တဲ့။အဲ့ဒီချိန်တုန်းကပညာတွေရရလေတော်တော်စွန်းကြတာတဲ့ ခုချိန်မှာတော့ပညာသည်တွေကတတဝဝဲ့နေလာကြတာကြောင့်သူတို့ ਨੇ ပြဿနာဖြစ်လာခဲ့ရင်ပညာတစ်ခုခုနဲ့လုံလိုက်မှာဆိုရင်တော့အမေရတုတ်တုကိုမလွတ်တာဗျ။ကျုပ်ကလည်းအမေအဲ့လိုပြောပေးရကတခြားရွာတွေကိုကိစ္စမရှိပဲမသွားဘူးဗျ။ဒါကြောင့်တန်ကလာတို့အဖွဲ့ကျုံစုရွာကလူဝေနဲ့ပြဿနာဖြစ်ရင်ပညာနဲ့တစ်ခုခုလုံလွတ်ခံလိုက်ရမှာကိုကျုပ်စိုးရင်နေရဗျ။ပြီးတော့ကျုံစုရွာကလည်းပွဲတစ်ခုခုရှိရင်ရံပွဲကလည်းမပါမဖြစ်ဖြစ်နေရ။ကျုပ်လည်းတွေးနေတော့ တင်းကုန်တွေကနွားတွေရောအော်တင်ကြတာနဲ့နွားတွေကိုအစာကျွေးဖို့အခုမှတတိရလာတယ်။ဒါကြောင့်နွားတင်းကုန်ကိုချက်ချင်းတန်းပြေးခဲ့လိုက်တယ်။ဒီနေ့ကအိမ်မှာဝက်သားရင်ချက်ထားတယ်။ကျုပ်တို့မိသားစုလည်းထမင်းလက်ဆောင်စားနေကြပေါ့။အဖေနဲ့မယားထမင်းဟင်သိပ်မစားဘူး။ကျုပ်ကသာသုံးလေးပကံလောက်စားတာဗျ။စားပြီးတော့တန်ကလာလာပို့ထားတဲ့မောင်ကျွဲသေးကိုအချို့တရပေါ့ဗျာ။ပြီးတော့မှအဖေကဖက်ကျန်းစလိတ်တို့ကြီးကိုတောက်နေရဲ့။အမေကတော့ဝါနီထုံးနေရဲ့။ဖို့တူ နေဒီကျအကျုံစုရွာပွဲစီကိုသွားမှာလားမသွားပါဘူးအမေရကျုပ်ကအဲ့လိုပွဲစီတွေမသွားတာအမေလည်းသိရတာနဲ့အေးလေမင်ငွေရဲ့နင့်သားပရာလောကအကြောင်းသာစိတ်ဝင်စားတာဒီလိုအပျော်ပါဆိုစိတ်ဝင်စားတာနင်လည်းသိတာနဲ့ပြီးတော့နင်ပဲငငယ်လေးကကျုံစုရွာကိုမသွားဘူးနဲ့တခြားအကြောင်းတွေပြောကြရမလားအဖေရပါအဲ့လိုဝင်ပြောတယ်သိပါရဲ့တော့လူငယ်ဆိုတော့သူများတွေတို့သွားကြနေလားလို့မေးကြည့်ရပါပြီးတော့အခုကအရွယ်လေးရောက်လာပြီလေ ငငယ်ကကြာခလေးစိတ်နေဆိုတော့တခြားလူတွေနဲ့ပြဿနာဖြစ်မှစိုးလို့ပါနော်အေးအခုပရာလောကအကြောင်းစိတ်ဝင်စားတာလဲဝင်စားဖို့ဖို့တူရဲ့ဒုက္ခလည်းရောက်နေုံပဲနော်အရာရာတိုင်းကိုဆက်တူတိုင်းလည်းမကောင်းတော်ကြနဲ့ဦးလေးတင်ဆိုးလို့ဖြစ်နေမယ်။ဦးလေးတင်ဆိုးတာမဖြစ်လို့လေအမေရဲ့။ဦးလေးတင်ဆိုးတာအမေရဲ့မောင်အရှင်ပြ။ကျုပ်လူမန်းသေးစားတဲ့ကဦးလေးတင်ဆိုးကဘာဖြစ်တာလဲမသိဘူး။လမ်းလျှောက်ရင်ခြေထောက်ကထုံနေထုံနေနဲ့။နင့်ဦးလေးတင်ဆိုးတာနင့်အရွယ်လောက်တုံးပါပေါ့။ သူလည်းနဲ့လိုပဲလော်ဂီပိုင်ကိုစိတ်ဝင်စားခဲ့တယ်လေဟိုဆက်ဆက်တီးဆက်ဆက်လည်းလှုပ်တက်တယ်မင်းဦးလေးတင်ဆိုတာအထက်လည်းအကင်မတက်ထားဘူးဒီလိုနဲ့ तू ကဟိုဆက်ဆက်တီးဆက်ဆက်လှုပ်ရင်တနေ့မှပညာတဲ့တယောက်ကသူ့ကိုမကျေနပ်လို့လှုပ်လိုက်တာအခုလိုဆောက်ထုံးနဲ့ထုံးနဲ့ဖြစ်သွားတာပဲအော်အဲ့ဒါကြောင့်လားကျုပ်ကိုစိတ်မပူပါနဲ့အမေရဲ့ကျုပ်တဲ့နေရာတကသိမပါပါဘူးအေးအေးအေးမပိုင်လဲပြီးရပါပဲကျုပ်လည်းအမေတို့နဲ့စကားစဖြတ်ပြီးရွာထဲကိုလမ်းလျှောက်ထွက်လာလိုက်တယ် ညကြရင်တော့ရွာတွေကလူတွေကကြုံစုရွာကပွဲစည်းကိုသွားဖို့အခုတွေကပြင်ကြဆင်ကြနေရကို တွေ့ရတယ်ဗျ။ဒီညကလာပြင်းညကြီးညကြီးမိုးချုပ်ကျုပ်တယောက်တည်းလေကွင်းရဲ့ရွေသွင်းဖို့ထွက်လာခဲ့တယ်။ကျုပ်လွယ်နေကြလွယ်အိတ်တွေလွယ်ခဲ့တယ်။လွယ်အိတ်ထဲမှာတော့အင်းချက်တို့မုံတို့ပါတယ်။မုံကတော့ကြုံစားဖို့ပေါ့။ကျုပ်လည်းလာတာနေပေမဲ့အစိမ့်ရှိတဲ့တရဝါရီရဲ့အနည်းရဲ့ကင်းအောင်နှစ်တောင်တို့တက်မိနေမိထိုးပြီးလျှောက်လာခဲ့တယ်။ ကျုပ်လျှောက်လာတာဦးခင်သိန်းတို့ရဲ့လက်ခွင်းတော်လျှောက်လာပြီနည်းနည်းတော့ထပ်လျှောက်လိုက်ရင်ကျုပ်တို့စပားကင်းကိုလျှောက်ပြီဦးခင်သိန်းရဲ့လက်ခွင်းတော်မှာဘန်ဒါပင်အကြီးကြီးတစ်ပင်ရှိတယ်။ကျုပ်လည်းဘန်ဒါပင်ကြီးကနေဖျက်လျှောက်လာတဲ့အချိန်ကျုပ်လည်းကိုတက်ရောက်ကကိုင်တယ်လို့ခံစားရတယ်။ဒါနဲ့ကျုပ်ကြည့်လိုက်တော့ဟောကြောင်လေးတကောင်ပြကျုပ်လည်းတဲကိုဝင်ဖို့စူးစမ်းနေရ။ဒါပေမဲ့သူဝင်လို့မရပဲနောက်ကိုပြုတ်ကျသွားတယ်။သူ့ပုံစံကြည့်ရတာနာကျင်ရဲ့ပုံပဲ။ ကျုပ်လည်းသူ့ကိုကြည့်ပြီးတနာသွားတယ်။ကျုပ်စိတ်တင်သူ့ကျုပ်လွယ်ရီထဲကမုံကိုစားကျင်လို့ယူဖို့စ조사ပုံပဲ။ကျုပ်လည်းလွယ်အိတ်ထဲကမုံကိုထုတ်ပြီးသူ့ကိုခြာကျစ်လိုက်တယ်။ပြီးရနဲ့ကျုပ်စဘာခင်ကိုထွက်ခဲ့တယ်။မြောင်းနဲ့လည်းရေရောက်နေရနဲ့စဘာခင်နဲ့ကိုရှေ့သွင်းလိုက်တယ်။ကျုပ်ရေသွင်းနေရကအနှိမ်ဘက်ကလေဗျာ။ကျောင်းစုရွာနဲ့နေတော့ကျောင်းစုရွာဆက်ဝဲကတခြင်းတန်တွေကိုအတိုင်းသားကြားနေရတယ်။ကျောင်းလက်တနားကြီးလောက်ရေးသွင်းပြီးတော့အိမ်ကိုပြန်ခဲ့ရပေါ့။လမ်းမှာတော့ကျုပ်ချကြည့်ခဲ့တဲ့ မုံရောကြောင်လေးကိုရောမတွေ့ရတော့ဘူး။ကျုပ်အိမ်ပြန်ရောက်တော့ညစင်တိုင်းကြော်နေပြီ။ကျုပ်လည်းကိုလည်းတန့်စင်ပြီးတော့အိမ်ရောက်ဝင်လိုက်တယ်။အရန်ကိုအေးချမ်းပြီးตาရတဲ့ကွင်းပြည်ကြီးတစ်ခုစီကိုကျုပ်ရောက်နေတာဗျာ။ကွင်းပြည်ကြီးအလယ်မှာဗန်နာပင်ကြီးတစ်ပင်ကအခက်လေဝဝေးစစနဲ့ရှိနေရ။အဲ့ဒီပင်အောင်မှာလူငယ်တယောက်ကထားနေရဲ့။အဝေးစားကလည်းအရင်ရှိခဲ့ကပုံစံမျိုးနဲ့ဥပရိယုတ်ကကောင်းကောင်းပဲဗျ။အရွှေကတော့ကျုပ်နဲ့မတင်မရင်ပဲ။လူငယ်လေးကကျုပ်ကိုတွေ့ရောပြုံးပြတယ်။ ုံလဲအလိုက်တင်ပြန်ပြုံးပြလိုက်တယ်။ကိုဖို့တို့အံ့ဩနေရလား။လူကြီးကကျုံနေမယ်ကိုသိနေရဲ့ဗျ။ဟုတ်ကဲ့။ဒီနေရာကဘယ်နေရာလဲ။ခမရရောဘသူလဲ။ကျုံနေမယ်ကိုဘလို့သိနေရလဲ။ဒီနေရာကတုံးရဲ့ပိုင်နေနေရပါကိုဖို့တို့ရဲ့။ကျုံနေမယ်ကတော့နာတွန်းလို့ခေါ်ပါတယ်။ကျုပ်ကဥခင်သိန်းတို့လဲခွင့်ရဘန္နာပင်ကြီးမာနေရဲ့အစမ်းအဋ္ဌိရှိရဲ့မှင်စာပရင်မှာကျုပ်မှာအပေါင်းဖော်ရင်းရဲ့တပည့်တပည့်တွေလည်းရှိပါသေးတယ်။ ခမားပိုင်တဲ့နေရာကိုကျုပ်ကဘယ်လိုရောက်နေရလဲဒီလိုပါကိုဖို့သူကျုပ်တို့အမြင်စာတွေကကို့ကိုအစာကျွေးခဲ့တဲ့သူစောင့်ရှောက်ပြရတဲ့တောင်းဝန်ရှိပါတယ်ကိုဖို့သူကကျုပ်ကိုမုံကျွေးခဲ့တာကိုမှတ်မိတာကျော်လေဦးခင်သိန်းတို့ရဲ့လဲခွင်းသားမှာကြောင်တကောင်ကိုမုံကျွေးခဲ့တာပြန်တတိရသွားတယ်အဲ့ဒီကြောင်လေးကလည်းကျုပ်ရှိကလူငယ်ဖြစ်နေမှအသေးလိုက်ရတယ်ကျုပ်လည်းခမားအမြင်စာပရင်ဖြစ်ပြီးဘာလို့ကျုပ်ကျွေးမုံကိုစားခဲ့ကြလဲပြီးတော့ကျုပ်ကိုပါစောင့်ရှောက်ပေးမယ်ဆိုတော့ ခမရဲ့တပည့်တွေတပန်းတွေကိုဘယ်လိုလုပ်မလဲကိုဖို့တူအဲ့ဒီကိစ္စကိုတွေးပူစရာမလိုပါဘူးဗျာကျောင်းရဲ့ကိုဖို့တူဟာရေဆက်ရှိလို့အကြောင်းရှိလို့ဒီလိုဖြစ်လာခဲ့ပဲပြောရမှာပေါ့ပြီးတော့ကျုပ်ကိုဖို့တူကိုပေးစရာရှိပါတယ်မင်းစားလေးနာတွန်းကပြောပြီး လက်ကိုဆန့်လိုက်တယ်ကျုပ်လည်းကျုပ်လက်ကိုဆန့်ပြီးဖြန့်ပေးလိုက်တယ်ဟောကျုပ်လက်ထဲမှာအပင်တပင်ရဲ့အမြင့်တကူဗျအရွယ်စားကလက်တန်းလုံးလောက်ပဲရှိရဲ့ဒါကမော်စင်းမြစ်ပါကိုဖို့တူ ဒီဈေးနဲ့မကောင်းတဲ့အန္တရာယ်ပယောဂမှန်သမျှကိုရှင်းလင်းနိုင်ပါတယ်။အနာရောဂါတွေပျောက်ကင်းအောင်လည်းကုသနိုင်တယ်။ကျုပ်ကိုအစာကျွေးခဲ့တဲ့အတွက်ကိုဖို့တူကကျုပ်ရဲ့အရှင်သခင်ဖြစ်တော်ပါပြီ။ဟောဒီမင်းစာရုပ်လေးကိုလည်းယူထားပါ။ဒီရုပ်လေးဟာကျုပ်နဲ့ကိုဖို့တူနဲ့ဆက်သွယ်ဖို့ကြားခံကြရပဲ။ကျုပ်ကတော့မင်းစာပြင်နာတွန်းပြောသမျှကိုအံ့ဩစွာနဲ့နားထောင်နေမိရော့တယ်။အဲဒီချိန်မှာပဲကျုပ်ရဲ့အမိအာယုံတွေဝေဝါပြီးအမှောင်ကျသွားခဲ့တယ်။ကျုပ်တို့တော့မနေ့ရှင်းနိုင်ကြော်နေပြီ။ ကျောင်းလေးအိယာကနိုးနိုးချင်းလက်ထဲမှာတခုခုကိုစုပ်ကင်ထားတော့ကိုသတိထားမိလို့ကြည့်လိုက်တော့ကျောင်းလက်ထဲမှာအပင်အမြစ်လေးတခုပြဒါကနာတွန်းပေးခဲ့တဲ့အစင်းမြင်လေးဖြစ်မယ်ဆိုပြီးကြုတ်တွေးမိရဲ့အဲ့ဒါနဲ့သူပေးခဲ့တဲ့အရှုပ်လေးကိုရှာကြည့်တော့ကျောင်းအိယာရဲ့ဘဲဘဲဘေးနားမှာအရှုပ်လေးတရုပ်ပြကျောင်းလေးဓာရီကိုမြင်လိုက်တော့အိမ်မက်မဟုတ်မှန်သဘောပေါက်သွားတယ်ကျောင်းလေးမျက်နှာတက်ပြီးထမင်းကျန်းစားလိုက်တယ်အဖေကတော့ငရုတ်ပင်ကြီးပိုးကြလားမလားသွားကြည့်နေရဲ့အမေကတော့ဟင်းချက်နေရဲ့ကျောင်းလေးအားနေတော့ ညာအိမ်မက်ကိုပြန်တွင်းနေမိရဲ့မင်းငွေရေမင်းငွေဥတင်စိုးဗျာဥတင်စိုးဆိုတာကအမေရဲ့မောင် အရင်နေဗျာကျုပ်ရဲ့ဦးလေးပေါ့အမေကြီးဟင်းချက်နေတဲ့ဦးရဲ့ဘာကိစ္စရှိလို့လဲကျုပ်အိမ်ဘော်ကနေလမ်းဖြည့်တိုက်တော့ဥတင်စိုးကထောင်းနဲ့ထောင်းနဲ့နဲ့ရှောက်လာပြီးအိမ်မက်ကိုတက်လာတယ်ပြီးတော့ကျုပ်ပေးမှာဝင်ထမ်းလိုက်တယ်ကိစ္စမရှိပါဘူးကွာဒီတိုင်ငါနှမစီအလဲလာတာမင်းကရောဘာပဲလုပ်နေလဲဖို့ထုတ်ကျုပ်ကတော့ညစဘာကင်းရေသွင်းတာ အိတ်တာနောက်ကြလို့စောနကမှနိုးရာအိုရဥဒိစုကကျုပ်ရနားထောင်ရင် သူ့ခြေထောက်တွေကိုနှိပ်ရဲဦးလေးခြေထောက်တွေကဘလို့ဖြစ်နေလို့လဲဗျဒီလိုပါပဲကွာညောင်းညာနေရလမ်းလျှောက်ရဲ့စစ်ကနေစစ်ကနေနာနေရကွာဖုန်းကြီးကြောင်းသွားရင်ပို့ဆိုးတယ်မခံမရနိုင်အောင်နာတာကွာအဲ့ဒါကြောင့်လမ်းလျှောက်ရင်ထုံနေထုံနေဖြစ်နေရငါလမ်းလျှောက်ရမှာတော့ကြောက်နေမိရဲ့ကွာဒါနဲ့ဦးလေးကိုကြုံမေးရအောင်ပဲဦးလေးမှင်စားပဲရှိရဲဆိုတာယုံလားယုံတာပေါ့ဖို့တို့ရယုံဆို ငါကိုယ်တိုင်ကြုံခဲ့ရလေကွာမင်းကဘာလို့မေးရလဲကွာဒီလိုပဲမေးကြည့်ရပါဗျာဒါနဲ့ဦးလေးကြုံခဲ့ရတဲ့အကြောင်းကိုကျုပ်ကိုပြောပြပါလားဦးအေးဒီလိုကဖို့တူရငါမင်းရဲ့လောက်မှာပေါ့ညတညမှာငါစပားကင်းလေးကို ရေသိမ်းမှုထွက်လာခဲ့တယ်ငါလယ်ကွင်းကိုသွားဖို့ဆိုရင်ဥခင်တရင်လယ်ကွင်းကိုလည်းဖြတ်ရတယ်လေကွာအဲ့ဒီတုန်းကဥခင်တရင်လယ်ကွင်းမှာဗန်နာပင်တိတိတိတပင်ရှိတယ်အခုတော့အတီးတီးဖြစ်နေပြီပေါ့ငါအဲ့နာနေဖြတ်သွားရင် အဲ့ဒီဘန်နာပင်အောက်မှာကြောင်ပေါက်လေးတကောင်တွေ့ရောအဲ့ဒါနဲ့အိမ်ခေါ်ပြီးမွေးမယ်ဆိုပြီးတွေးမိရပေါ့ဒါကြောင့်ဖမ်းပြီးရောငါ့ပစိုးကပိုက်ထုံနဲ့ထည့်လိုက်တယ်ဒါမှငါထည့်လိုက်တာနဲ့ဘန်နာပင်ထဲကနေပြီးရောကြောင်ပေါက်လေးပြီးအများကြီးကထွက်လာရောဖို့တူရသူတို့ကငါ့ကိုပတ်ပြီးရောပြေးနေကြတာငါလည်းကြာဘူးနာဝရှိတာတော့ဒါတွေကမင်းစာလေးတွေဖြစ်နေမလားလို့တွေးမိနေတာပေါ့မင်းစာလေးတွေကသူတို့ကိုအန်တယ်မပေးရင်ကိုယ့်ကိုလည်းဘာအန်တယ်မှမပေးဘူးဆိုရလဲကြာဘူးတယ် ငါပစိုးကပိုက်ထုံထဲကလည်းကြောင်ပေါက်လီမဟုတ်ပဲမင်းစာလေးဖြစ်နေမလားတွေးမိပြီကြောက်လာတာနဲ့အပင်အောက်မှာပဲပြန်ချထားခဲ့လိုက်တယ်ငါချထားလိုက်တာနဲ့ငါ့ကိုပန်းနေတဲ့ကြောင်လေးတွေကရက်သွားရဲ့ကွာပြီးတော့ဘန်နာပင်နဲ့ပြေးဝင်ပြောက်ွယ်သွားတယ်ငါလည်းတယောက်တည်းဆိုတော့ကြောက်နေရနဲ့ရှေ့မတင်းတော့ပဲအင်ကိုပြန်ပြေးလာခဲ့တယ်ငါကြောင်ကြီးရတဲ့ဖြစ်ပျက်ကတော့အဲ့ဒါပဲဖို့တို့ရကျုပ်လည်းဥတင်ဆိုပြောတာနားထောင်နေရင်အကြံတစ်ခုကိုစဉ်းစားမိသွားတယ်အဲ့ဒါကညာကျုပ်ကိုနားထုံးပေးခဲ့တဲ့ စိတ်မြစ်ကဆွမ်းမဆွမ်းသိအောင်လှုပ်ကြည့်ဖို့ပေါ့ကျော်လေကြောက်ပြီးရဲ့နောက်ကျော်မှာရေထက်ပြီးစိတ်မြစ်ကိုတွေးလိုက်တဲ့ရလာတဲ့ဈေးကိုရှုပ်ပြီးတော့ဥဒင်ဆိုရဲ့ခြေကိုလိမ့်ပေးလိုက်ပြီးတော့နှိပ်ပေးလိုက်တယ်ဥဒင်ဆိုကတော့ကြောက်စေးလိမ့်ပြီးနှိပ်နေတဲ့အချိန်မှာသူ့ခြေောက်တွေအရန်ပော့ပါပြီးအပူတွေထွက်သွားတယ်လို့ခံစားရတယ်လို့ပြောတယ်ကျော်လေကွန်တရာညလောက်ကြအောင်ဈေးတွေလိမ့်ပေးပြီးနှိပ်ပေးလိုက်တယ်ခဏနေတော့ဦးလေးလမ်းလျှောက်ကြည့်ပါလားအရင်လိုနာနေသေးလားတက်တာလားလို့အဲ့လိုပြောလိုက်တယ် ။ဥတည်စုကလည်းထပီးလမ်းလျှောက်ကြည့်လိုက်တယ်။ဥလေးတည်စုလျှောက်တာကထားနဲ့ထောင်းနဲ့နဲ့ဖြစ်မနေတော့ဘူးဗျာ။ဟာ။အရန်ကိုထိုးစက်နေဖို့သူရ။ငါငါချီတော့ကခံစားနေရဝေဒနာတွေမရှိအောင်ကွာ။ဥတည်စုကဝမ်းသာလွန်လို့ရှင်နေပြီးတော့လက်သေးလက်မောင်းတန်းပြောနေရဲ့။သူ့အတန်ကြောင့်အမေလေးမိဖို့ကြောင့်ကထွက်လာပြီ။ဟဲ့တည်စုဘာတွေဖြစ်နေရလဲ။မင်းငွေကြီးငါချီတော့နာနေရဝေဒနာတွေမရှိတော့ဘူးဟာ။နင့်သားဖို့သူရဲ့ဆေးကအရန်ဆွန့်တာပဲ။ ူဟာဆရာကောင်းတမကောင်းနေနဲ့စုံခဲ့ရပေးဟာမဲငွေရ။ဥဒင်စုကဝမ်းသာလွန်ပြီး အမေကိုပြောနေရဲ့။ဥဒင်စုကအမေနဲ့စကားတွေအကြကြီးပြောပြီးမှအိမ်ပြန်သွားတယ်။အမေကတော့သူ့မောင်ခြေတော်ပြန်ကောင်းသွားတာကြောင့်ဝမ်းသာပြီးတော့ကျုပ်ကိုချီးကျူးလို့ပေါ့။အဖေလည်းလဲကွင်းကနေပြန်လာတော့အဲ့ဒီအကြောင်းတွေသိပြီးကျုပ်ကိုမေးရပေါ့။ကျုပ်လည်းဆရာတွေပေးခဲ့တဲ့စေမြဲလို့လိန်ပြောရပေါ့ဗျာ။ဒီစင်းဟာမော်စင်းမြဲဖြစ်ကြောင်းသိပြီးရဲ့နော်။နာတော့ကကျုပ်ကိုတကယ်ဆောက်ရှောက်နေတာကျုပ်သိကြလာတယ်။ အဲ့ဒါနဲ့ညတညမှာအဖေနဲ့မိအိတ်နေရဲ့အချင်းကျုပ်ကမှင်စာရုပ်လေးကိုကန်ပြီးတော့ပါဇက်ကနေနာတုံမင်းငေါတကယ်ဆောင်းရှောင်းနေလားအဲ့လိုဆိုပြီးမှင်စာရဲ့နားကိုကပ်ပြီးပြောလိုက်တယ်ထူဆန်းစွာနဲ့ပဲဟုတ်ကဲ့ကျုပ်ဆောင်းရှောင်းပြီးနေပါလေကိုဖို့တို့အဲ့ဒီအတန်တစ်ခုကိုချုပ်ကြားလိုက်ရတယ်ဗျအတန်ကဘယ်ကနေထွက်လာမှန်းတော့မသိဘူးအေးမင်းတစိမိကတကယ်ဆွမ်းတာပဲကွာငါဦးလေးကိုကုပေးလိုက်တာသူ့ခြေတော့ကလမ်းလျှောက်ရတာအရင်တိုင်းပြန်ဖြစ်သွားပြီး ဟုတ်ပါတယ်ကိုဖိုတိုကိုဖိုတိုရဲ့ဦးလေးကစုံတယောက်ရဲ့ပညာနဲ့အလုတ်ခံတာရတာပါကျုပ်တို့တကိုးအိတ်ထိရှိရဲ့မှင်စာပြင်တောက်ကပြည့်ရဲ့မော့ဆေးမြစ်ကသူတို့ရဲ့ပညာကိုအေးစေကူးတနိုင်ပါတယ်ပြီးတော့ကိုဖိုတိုကသာကျုပ်ကိုမမြင်ရတာပါကျုပ်ကကိုဖိုတိုအဘိနာမှာ အမဲရှိပြီးအန်ရီတွေကိုကောက်ခဲ့ပေးနေပါတယ်ကျုပ်ရဲ့ကိုပါမှင်စာရုပ်ကိုသာမပြောင်မပြက်တင်ထားပါအဲ့ဒီမှင်စာရုပ်ရှိနေသည်ကျုပ်ပြောတတ်မြောက်ကိုဖိုတိုအကုန်ကြားနိုင်ပြီးကျုပ်နဲ့ဆက်သွယ်နိုင်ပါတယ် ကျောင်းနဲ့နာတော့စကားပြောနေတဲ့ပုံစံကတယ်လီဖုန်းပြောသလိုပုံစံမျိုးပြကျောက်ကမင်းစာရုပ်ကိုကန်ပြီးစကားတွေပြောနေတယ်လို့နာတွန်းကလည်းပြန်ပြောနေတဲ့အတန်ကိုကြားနေတာဗျကျောက်လည်းနာတွန်းနဲ့စကားပြောပြီးတော့အိတ်လိုက်တယ်ကျောက်တို့မြုပ်ပင်တွေကတော့အပွင့်တွေပွင့်နေကြပြီမြုပ်ခင်းမေးကပဲဆိုင်ထားတဲ့လဲတွေကတော့ရှိတ်လို့ရပြီပဲရိုက်တဲ့သူတွေကပဲပင်တွေကိုရှက်ပြီးပဲတွေကိုအပုံသေးသေးလေးပြီးပုံထားတယ်ပြီးမှအကုန်လုံးကိုစုပုံတည်ပြီးနွားနဲ့နေခိုင်းရတာ ကျောက်ကတော့အိမ်မှာအလုပ်တွေအားနေရတယ်။သူများလေတဲ့ကိုနေစားလိုက်စင်းနေပြ။နေစားစင်းနေဆိုတာကတမနဲ့ကိုဘလောက်တညနေကိုဘလောက်ဆိုပြီးအခါကျင်းဝင်ရွှေပြီးတော့လေတဲ့စင်းတော်ပြောတာ။အခုလေဦးလေးဝင်းကိုတော့လဲမှာပဲသိမ့်တာ။နေစားဝင်လို့နေရပြို။ပဲသိမ့်နေဆိုတာကရိတ်ထားတဲ့ပဲပင်တွေကိုပုံနာကိုပြောတာဗျ။ပဲပင်ကိုပုံရင်မနဲ့စောစောသိမ့်ပုံရတယ်။မဟုတ်ပဲနေတဲ့ဘက်မှာသိမ့်ရင်နေဘူးတော့ပဲတွေကအရန်ခြောက်နေပြီးတော့လက်နဲ့ထိရနဲ့ကွဲထွက်ကုန်ရော။ ဲ့ဒီခါဘဲစီတွေကလဲလဲကြကုန်တာပေါ့ဗျာအဲ့ဒါကြောင့်မနေ့စောစောနှင်းမကွဲသေးတဲ့အချိန်မှာဘဲရီကိုသွားပုံနေဗျာအခုအိုးဝင်းကိုရရဲ့လဲတဲ့ကဘဲရီကို ပုံနေတာကကြောက်ရဲ့ကြောက်ဆူရဲ့ကိုငွေပုတ်ရဲ့ဗျာကျုပ်တို့လည်းဒဇင်နဲ့ရိတ်ထားတဲ့ဘဲပုံသေးသေးလေးတွေကိုလိုက်စုပြီးတဏီရဲကို ပုံနေကြပါဗျာအမလီအဲ့ဒီအချိန်ကိုငွေပုတ်ရဲ့အော်ဒါကိုကျုပ်တို့ကြားလိုက်ရတယ်ကိုငွေပုတ်မဖြစ်တာလေဗျာဖို့တို့ရေ ငါပိုးကောင်အကိုက်ခံရလို့ကွာဖျားအဲ့ဒီပိုးကောင်ဘယောက်သွားပြီလဲကိုငွေဖို့ကျုပ်တို့လေမွေးကိုအနီနာလိုက်ရှာတာပေါ့ဗျာဒိုင်းမဲ့မွေးကိုမတွေ့ဘူးဗျာကျုပ်တို့လေကိုငွေဖို့ကိုထမ်းပြီးကျေးလက်စေကန်းစီကိုအမြန်ပိုးရတာပေါ့ဗျာကိုငွေဖို့ကိုကလိုက်တဲ့မွေးကိုမြင်လိုက်လားမြင်လိုက်ပါရဲ့ဗျာမွေးရောက်ပါကိုငွေဖို့ကအယမ်းနာကျင်နေတဲ့ကြားကအားနဲ့နေရဲ့အတန်နဲ့ဖြည့်တယ်ဆရာကလည်းစေးတလုံးထိုးပြီးရဲ့ဒိုင်းမဲ့မတက်တာပဲကိုငွေဖို့ရဲ့ခြေထောက်ကြီးကရောင်ကိုင်းလာတယ် ပြီးတော့နှကန်းတွေကလည်းပြလာနေပြီအသေးစိတ်နဲ့လွတ်မလို့ဖြစ်နေပြီဖို့သူရေငါတော့တွေးမတက်အောင်ဖြစ်နေပြီအစိတ်ပြေစီထိုးရတာမတက်တာဘူးမြို့စည်းုံကိုပွင့်နေအချိန်ကမမေးတော့ဘူးအခုလိုဘာကြောင့်ဖြစ်နေရလဲမသိဘူးဆောင်းလေးရဲ့စကားကြောင့်ကျုပ်တို့လည်းကိုငွေဘူးတွေစိတ်ပူလာတယ်ကိုငွေဘူးရဲ့အမေဒေါ်တောင်းစင်ကတော့ဒီအချိန်မှာဘိုးကလာတာရှိနေသေးရင်သူ့တာကိုကယ်လို့ရနိုင်မှာဆိုပြီးတော့အော်ငုံနေရဲ့ကျုပ်လည်းတခုခုစဉ်းစားမိပြီးအိမ်ကိုအမြန်ပြန်ပြေးလိုက်တယ် ပြီးတော့လွယ်အိတ်ထဲကမင်းစာရုပ်ကိုယူလိုက်တယ်။ငါတော့ငါတို့ရကကုံွေဘူးပိုးထိထားတယ်။အဲ့ဒါမင်းရဲ့မှော်စင်းမြင်နဲ့ကုပေးလို့ရလား။ရပါတယ်ကိုဖိုတို့။ဒါမင်းအခုကုံွေဘူးအကိုက်ခံရတာကရိုးရိုးမွေမဟုတ်ဘူးကိုဖိုတို့။သူကတိုက်မွေနဲ့အတိုက်ခံရတာ။ဟေးတိုက်မွေဟုတ်လားနာတော့။အဲ့ဆိုငါဘယ်လိုလုပ်ရမလဲ။လွယ်ပါတယ်။ကြုတ်ပေးထားတဲ့ဆင်းမြစ်ကိုရေထဲစင်ထားလိုက်ပါ။ပြီးရင်အဲ့ဒီရေကိုသူ့ကိုအရင်တိုက်ထားလိုက်။ပြီးရင်ကိုဖိုတို့ရဲ့ဆရာဘိုးတေပေးခဲ့တဲ့အင်းချက်တွေရဲ့မှာ ငွေပုံကိုချုံနောင်ထားတဲ့အင်းချက်ကိုငွေအကိုက်ခံတဲ့နေရာမှာကပ်ပြီးထားလိုက်။ကျုပ်လည်းမင်းစာရုပ်ကိုကန်ပြီးပြေးနေနေပြောနေရဗျ။ပြောပြီးရနဲ့မင်းစာရုပ်ကိုလွှဲတဲပြန်ထည့်ထားလိုက်တယ်။ကြေးရွာစေးကန်ကိုပြန်ရောက်တော့ကျုပ်လည်းမော့စေးမိကိုထုတ်ပြီးရေးစင်ထားလိုက်တယ်။ပြီးတော့အဲ့ဒီရေကိုကိုငွေပုပစက်တဲဝင်ရောက်တိုက်ဖို့ကြောက်စူးကိုတောင်းဝန်ပေးလိုက်တယ်။ကျုပ်ကတော့လွှဲရည်ထဲမှာနာတွန်းပြောတဲ့အင်းချက်ကိုရှာနေရပေါ့ဗျာ။တွေ့ပြီဗျ။ငွေပုံစံလိုဟာမျိုးကိုထုံအောင်ထားတဲ့ပုံစံနဲ့အင်းကြံပြ ကိုငွေပုကတတိငွေသာရှိရော်တယ်။ကျုပ်လည်းအင်းချက်ကိုကိုငွေပုငွေကြိုက်ခံတဲ့ကျောက်တရံမှာကတ်ထားလိုက်တယ်။စိတ်ထဲကနေလေ၎င်းနဲ့အစိတ်ပြောကမှန်တယ်မျှအကုန်ထွက်ဆန်းကွာဆိုပြီးပြောနေမိရဲ့။ကြောက်စိုးကိုလည်းမော်စင်းမြစ်စိန်ထားရဲ့ရှိကိုကိုငွေပုရဲ့ပါဇက်ထဲကိုနည်းနည်းစီထည့်ဖို့ပြောထားလိုက်တယ်။ကိုငွေပုရဲ့အမေဒေါ်တောင်းစိန်နဲ့ရွာသူရွာသားတွေကလည်းစည်းကမ်းမှာဝိုင်းထိုင်နေရဲ့ဗျ။ဒေါ်တောင်းစိန်ကတော့ငိုပြီးကျုပ်လို့တမျှကိုကြည့်နေရဲ့။ကျုပ်လည်းအင်းချက်ကိုကတ်ထားတာခဏကြာတဲ့အခါ ကိုငွေပုရဲ့မွေကြိုက်ခင်ရတဲ့မွေဆွယ်နေရာကနေမင်းညင်ညင်အရေပဲထွက်လာတယ်။တောင်တော့ကြတော့မှအနီရောင်သွေးတွေနည်းနည်းထွက်လာတယ်။ဆရာအောင်လေကိုငွေပုကိုစစ်စစ်ကြည့်လိုက်ပြီ။ဟာထူးစားလိုက်တာဗျာ။ကျုပ်ကတော့ကိုငွေပုကိုလက်လျှော့ရပြီထင်တာ။အခုကိုငွေပုရဲ့ခန္ဓာကိုယ်ထဲမှာမွေစိတ်တွေမရှိတော့ပါဘူး။သွေးခုန်လုံးလည်းပုံမှန်ပြန်ဖြစ်သွားပြီ။ကိုငွေပုအသက်နဲ့ကင်းတော့ပါပြီ။ဆရာအောင်ရဲ့စကားကိုကြတော့ဒေါ်တောင်စိန်ဆိုတာဝမ်းသာပြီးကျေးဇူးတင်လို့ကျုပ်ကိုထိုင်ကြတော့မယ်လို့နေရပါဗျာ။ ကျိုးလဲမကရော့ပေါ်မနေတာတာပေါ့ကိုငွေဘူးကတော့တတိယလာပြီမဲ့အရန်လှုပ်ရှားရှားမလုံနိုင်သေးဘူးဗျကျိုးလဲစေးမြင့်စိန်ထားတာနည်းနည်းကြံနေရဲ့ရေကိုတက်လိုက်တယ်ရွာထဲကလူတွေကလည်းကိုငွေဘူးတက်တာလာတာကိုတွေ့ပြီးအံ့ဩကြတာပေါ့ကျုပ်ကတော့ဒီမော်စေးမြင့်ကိစ္စကို အမှန်တိုင်းပဲပြောပါမလဲဗျနောက်တရက်နှစ်လောက်နေတော့ကိုငွေဘူးလည်းပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။ကျောင်းစီထဲမှာတွေးနေမိရတခုရှိရဲ့ဗျ။အဲ့ဒါကကိုငွေပုတ်ကိုဘသူတွေက ဘလို့ကိစ္စကြောင့်ဒီလိုတိုက်ဝင်နေတိုက်ရတာလဲဆိုပြီးတော့ပေါ့သိမကြပါဘူးဗျာကျုပ်တည်ခြင်းနဲ့အကြောင်းကိုကျုပ်သိလိုက်ရတယ်ဟိုတလောဟာဂျုံစုရွာရဲ့ဇက်ပွဲကပွဲစီမှာကိုငွေပုနဲ့ဂျုံစုရွာသားတွေစကားများရန်ဖြစ်ကြတယ်တဲ့ကျုပ်လက်ဒီတဲ့င်းကိုတန်ကလားပြန်ပြောင်းမှသိရတာဗျာဒါကြောင့်ဒီကိစ္စကဂျုံစုရွာသားတယောက်ရဲ့လက်ကျန်မဲ့ကျုပ်တွေးမိရပါဗျာကိုငွေပုတိုက်ဝင်နေအတိုက်ခံရတာကိုတော့ကျုပ်ဘသူ့ကိုမှမပြောပြအောင်ဗျာ တော်ကြတရွာနဲ့တရွာရံတွေပို့ပြီးပွားကုန်ကြမှာဆိုလိုပါအဲ့ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာကရွာကလူတွေကျမ်းမာရင်လည်းပတ်သက်ပြီးတခုခုဖြစ်လာပြီးဆိုရင်ကျုပ်စီလာပြီးတော့ကိုခိုင်းကြတယ်ကျုပ်လည်းသူတို့ကိုပုံမှန်နေမကောင်းဖြစ်တာကိုတော့ကျေးလက်စေခံကိုသွားဖို့ပဲညွှန်ရတာပေါ့မဟုတ်ရင်ဖေနာရာခေါင်းနာရာကအစကျုပ်စီပဲလာကြတော့မှာလေဗျာအခုတော့ရွာလူတွေရဲ့ပဲတွေကိုလေစာဆင်ပြီးတိမ့်မို့သွားလိုက်အောင်ပဲပြောပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ် ဆိုင်သူညံထက်ရောင်စင်ရှိတာထိုင်ဖို့သူနဲ့မင်းစာပရင်နာတုံးဆိုရဲဇလန်လေးကတော့ဒီမှာတင်ပေးပါပြီ။နားစင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။